တွဲတိုင်းနေရာကို share ရေးမှာကြည့်ရတော့တွဲတိုင်းနေရာဟိုလူစတိကဓာတ်မှလည်းတော့ခလေးရစားပါတယ်ဒီဘွဲကတိကကြည့်ပြီးတွဲတာပါဆိုတော့ဒီဘွဲကတော့ဒါ25နေမှာလား MSC ကတော့ပထမဆုံးလုပ်လဲဘွဲဖြစ်တယ်ဒါဘွဲတွေကတော့ကောင်းကောင်းရတယ် ကဲတကယ်ဒီလာမ25ရက်နေ့ပွဲရတော့ငါတိမ်ပြီးမှခြေမအောင်ပါ။ဒါပါရမတရားကတော့ထုံမရနဲ့ထုံမ။ထုံမနေတယောက်ထုံမတရားကဒါမြန်မာပြည်မှာမြန်မာလက်ဝိနဲ့လည်းမကင်းဘူး။ဒီကဟာရေဒွင်းနဲ့ထိုးရဘူးလေ။ထိုးရဘူးရောရေဒွင်းနဲ့တည်ကြတာဒီအောင်စီးတော့ဒီရာမန်နဲ့ကြတော့ဒီကဒါမင်းကလည်းဟိုတကားသူရာမန်နဲ့ချစ်လာပိုင်းလာထိုးတော့ထိုင်ထိုင်ကောင်းလေးနဲ့မင်းကလည်းတော့စားတယ်။အဲဟိုတော့ချက်လက်ဟိုတော့မှသူကဒီကစားမှအမှန်နဲ့နိုင်တာတော့အဲ့ဒီတော့ကသူ့ကိုဒါ ဒီကောင်ကဒီအူထိုးမဲ့ကောင်ကရာမန်ကိုထိုးမဲ့ကောင်ကဟိုကောင်ရာမန်တရေကြတာလေကောင်အမှန်နဲ့သူကနိုင်တာဘူးလေနိုင်တာဘူးလေတော့ဒါပြုံကရွေးချစ်တာပေါ့ဒါပေမဲ့သူရတော့ကောလေပွဲတော့ကောလေအများကြီးကောင်းလို့အဲ့ဒီပွဲလေးလည်းနည်းပြောပြောမှာဒါဆိုဟိုဇာမန်ကလည်းနေရတခင်နေဆိုတော့အဲဘူရာချက်လက်ကိုနိုင်တာဆိုတော့ဒီကောင်ကနည်းနည်းရတော့မဟုတ်ဘူးတကယ်ကြီးအောင်ငါပြောရမယ်ဘူရာချက်လက်ကသူပေါ့တိတိတိမှမပါဘူးတို့နိုင်ဖို့ရတယ်နည်းနည်းအခုဆိုလွယ်လွယ်တဲ့ကောင်တော့မဟုတ်ဘူးထိုင်ဖမ်းမှာကပတ်အောင်ရတော့ဘူရာချက်လက်ကပြူနိုင်တာလည်းကောင်ဆိုတော့လေဖလားရတာလေထိုင်ဖမ်းမှာ ဟိုပြီးခဲ့တဲ့၃လလောက်ဖလားရတာဖလားလည်းရတယ်ကပတ်လည်းရတာအဲအဲ့ဒီကျတူထိုးရတာကသူနိုင်လာတဲ့ကောင်းဆိုတော့ဒါပွဲရလည်းအရင်ကောင်းပါပေါ့ဒီပွဲရလည်းပြီးတော့ဒါထုံးမင်းနိုင်ပွဲဆိုလည်းဒါဟိုကောင်ရဲတွင်းကြီးတော်အစီထိုးရတော့ဆိုတော့ဒီပွဲရလည်းအရင်ကြီးကောင်းပါပွဲလို့ဖြစ်လာပြည့်အားရဒီဂျာမန်ပွဲရဂျာမန်ပွဲတပွဲတည်းဖိုကတ်ထားယူငါပြောလိုက်မယ်ဆိုလို့ရှင်ရှင်းပြရင်ဒီပွဲရဂျာမန်လည်းရှင်းပြရင်ဂျာမန်ပတ်ချံကြည့်မယ်ဆိုရင်ဂျာမန်ကိုကြည့်ပြီးနေမှာ ပွဲစရိုက်စရိုက်စရိုက်ကိုကျုံးလာစရိုက်ကျုံးလာတဲ့အနေအထားမျိုးမှာသူကပွဲလဲအရန်ကိုဟိုကမဝေးတဲ့အနေအထားမျိုးမှာရှိတဲ့ပြင်ကိုသူကစွမ်းဆောင်ရင်ပန်းရတယ်တီးတဲ့တာကိုတိုးတက်လာရာမန်းရဲ့ရှင်းမှာသူ striking နဲ့တော်တော်များကောင်းလာတော့ပါဝါလည်းထွက်တယ် striking လည်းကောင်းလာအရင်လိုမျိုးပြုတ်သွားတာမျိုးမရှိတော့အသက်ရရနိုင်အခုကဒီခုတွေ့မှာသူရင်ထိုးတဲ့ဘူးလေသူရဲ့ပြိုင်ပဲအဲဒီဟိုကချက်လက်နဲ့ပို့ပြီးတော့ကောင်းတဲ့ကောင်းနဲ့တွေ့မှာဆိုတော့ဒီပွဲတော့ရှင်းပြောရရင်တော့ရာမန်းရဲ့ရှင်းမှာဒီတိုင်းတော့နေမှာတော့မဟုတ်ဘူးတကယ် ော်ဒီဘွေရတာဘွေကောင်းကောင်းဖြစ်လာပြီးတော့ဒီဒီရကျွန်တော်တော့ဒီကောင်ကဒါဒါပြုတ်ပွဲလဲတော့ లైన్ မရှိတော့သူကအตาစီးထိုးရတာဘွေရကျွန်တော်ဘယ်လိုမှကန့်မလဲသူကအမှန်နဲ့တော့နိုင်သွားတာကွာအตาစီးထိုးရတာဘွေရကျွန်တော်ဘွေကျွန်တော်လို့ရှိရင်ဒါဘုဆိုထိုင်းနိုင်ရမှာသူကနာမည်ရနေရောကျွန်တော်ထိုင်းဘက်ဂျပန်ရေရအောင်ဆရာကြီးဖြစ်နေပေါ့အဲ့ဒီဘွေရလဲဒါမတို့25ရက်နေမှာတော့ဘယ်လိုပဲကြည့်ရတော့ဒါကအနည်းကြလို့ရှိရင်တော့ဒီနိုင်ငံခြားပွဲနိုင်ငံခြားပွဲမဟုတ်ဘဲနဲ့ပြီးတော့တော့ဒီပြင်ပွဲလေးဆိုလို့ရှိရင်ဒီတွတ်တင်မောင်လုံးပွဲလေးဆိုလို့ရှိရင်လည်း ဒါနည်းနည်းလေးနည်းနည်းလေးဟိုဟာဘယ်လိုပြောမလဲကြည့်ရမပွဲပါဘူးဘယ်လိုရတော့လဲကတေးကြတွေးတာတော့ပေါ့မြန်မာကစားသမားချင်းချင်းတွဲတိုင်းနေရောရှယ်ရီမြန်မာရတော့တေးကြကြည့်ပြီးတွေးရတယ်ဒါမျိုးဟိုမျိုးစတိကစားသမားတွေဆိုခလေးရစားပါတော့မှအဲ့ဒီကဒါတေးကြကြည့်ပြီးတွေးရတာပေါ့ဆိုတော့ဒီဘွဲကတော့ဒါ25နှစ်နေပါလား MSC ကဒါပထမဆုံးလုပ်တဲ့ဘွဲဖြစ်တဲ့အတွက်အဲ့ဒါဘွဲတွေကတော့အကုန်ကောင်းကောင်းယူတော့ ကောင်းတယ်ကောင်းတယ်ဟိုအခုကဘယ်လိုပြောမလဲဆိုတော့ဟိုငါတို့ခုထားရမှာဖုတ်ကထားရမှာထုံးမင်းနိုင်တယောက်ဖုတ်ကထားရမယ်ဂျာမန်တယောက်ဖုတ်ကထားရမယ်ဒီဘွဲ့နှပွဲကတော့ချင်းပြောရင်တော့မြန်မာကစားသမားကရှင်းပြောရင်နည်းနည်းလွယ်လွယ်ကူကူနိုင်လို့ရတဲ့ကစားသမားတွေတယောက်မှမပါဘူး လာမထိုင်းနေတာအခုဒါထွင်းနိုင်ဆိုတော့ဒါမြန်မာပြည်သားတွေဒါတကြောပြန်အခုဒါမြန်မာနိုင်ငံပြည်တွင်းပေါ်မှာပြန်တွေ့ရတော့သူဒါကိုဗစ်ဖြစ်ခင်နေရသူပြည်တွင်းအနေနဲ့ဒါသူအလုပ်လုပ်မယ်ဆိုတော့ထိုင်းနိုင်ငံသွားတယ်ထိုင်းနိုင်ငံမှာသူကသူဒါဝန်ရှိရဲ့ဝန်ထိုးရဲ့အဆင့်အထိသူကသူကြိုးစားခဲ့တာပေါ့ဒါတခါသူဦးကပြန်လာပြီးတော့ဒါမြန်မာနိုင်ငံမှာဒါပြည်တွင်းပွဲလာပထမဆုံးဆိုပွဲပြန်လာထိုးတာပေါ့အဲ့ဒီပွဲလည်းဒီလိုပွဲမှာအကောင်းဆုံးကြိုးစားလာရအောင်ငါးစီမှာပဲသူကတေချာပဲပြင်ဆင်လာတော့ပေါ့ပြင်ဆင်လာတော့သူလည်းအကောင်းဆုံးအနေထားမှရှိနေတယ်